ားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးပြန်လည်ပြီးကြိုလိုက်ပါတယ်အဲ့တော့ဒီနေ့ညမှာတော့ဒါကျွန်တော်တို့လုံးဝ Champion League ပွဲကြီးပွဲကောင်းနေရှိပါတယ်ဒီ Champion League ပွဲကြီးပွဲကောင်းနေမှာဒါကျွန်တော်တို့လက်ရှိပထမအကြော့မှာဒါကျွန်တော်အရေးအဖြစ်ဒီပထမဒီရက်သက်တစ်ပတ်ကတော့ဒါဒီနေ့ရက်ကတော့ဒါအဖြစ်ပေါ်ပြီးသားအသင်းကြီးပြန်တွေ့မဲ့ပွဲစဉ်ပေါ့နော်ဒါကြောင့်ဗျာကျွန်တော် personal မြင်မှာဆိုတော့ဒါလက်ရှိမှာတော့ကျွန်တော်တဦးတယောက်တဲ့အမြင်ကိုကျွန်တော်ပြောအောင်ပေါ့နော်ကျွန်တော်တဦးတယောက်တဲ့အမြင်မှာဆိုရင်တော့ဒါ Borussia Dortmund နဲ့ Barcelona ဖြစ်မဲ့ Aston Villa အသင်းနဲ့ PSG ရှိမဲ့ပေါ့နော်အဲ့တော့ဒီ အသေးနှစ်သိန်းကဒါတွေ့ရမယ်တဲ့မှာဗါဒီအသေးနှစ်သိန်းကလက်ရှိမှာရလက်ဖိုင်းရရှိအဲ့တော့ဒီအသေးနှစ်ကြောင့်ကျွန်တော်ဒါနည်းနည်းနည်းလေးပြောသွားမယ်ပထမဆုံးပြောသွားရခြင်းတဲ့အသင်းကဒါဘာဆူနာအသင်းနဲ့ဘူရီရှာဒေါ်မွန်ရဲ့အသင်းကြောင့်ကျွန်တော်နည်းနည်းလေးပြောသွားခြင်းနဲ့ဘာဆူနာအသင်းနဲ့ဒီလက်ရှိမှာဒါကျွန်တော်တို့ဘူရီရှာဒေါ်မွန်တို့ရဲ့အင်္ဂွမှာ၄ခုပြတွင်းထားခဲ့တယ်ဘူရီရှာဒေါ်မွန်ရဲ့အင်္ဂွမှာပြန်လဲပြီးရင်ဆိုင်ရမယ်အဲ့တော့ဒီနေရာမှာဒါကျွန်တော်တို့စကားပြောဖို့လိုတာ the downfall of ဘူရီရှာဒေါ်မွန်နဲ့ဒုနာ uptrend of ဘာဆူနာပေါ့နော်အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ ဟိုဘရိယာဒေါ်မွန်ရဲ့လုံးဝခြေစွမ်းကဒီနှစ်မှာစုပ်စုပ်ပြက်ပြက်ဖြစ်သွားတဲ့အခြေအနေကနေပြီးတော့တစ်ဖက်ဘာဆိုနာအသင်းအနေနဲ့ပြန်ကြည့်မယ်ဆိုတော့တော်တော်လေးကိုဒါကျွန်တော်တို့တိုးတက်လာတဲ့သတင်းဖြစ်လာခဲ့လက်ရှိမှာဒါကျွန်တော်တို့ချန်ပီယံလိရေဘန်းစားဖို့ဟိုရေဘန်းဟိုချန်ပီယံလိရဖို့အတွက်ရေဘန်းစားဆိုအသင်းအနေတွေကသတင်းဖြစ်နေတဲ့အထိကိုဘာဆိုနာအသင်းကထောင်တက်သွားတယ်အဲ့တော့လက်ရှိဘရိယာဒေါ်မွန်ရဲ့အသင်းအနေထားပြန်ကြည့်အောင်ဘရိယာဒေါ်မွန်ရဲ့ဒီနေ့ပေါ်ဆုံးမှာအိမ်ဝင်ကြားထဲမှာဒက်ကလစီယာလဲကန်ထားရတယ်ဒါပြင်ကျွန်တော်တို့ဒါဘရိယာဒေါ်မွန်ရဲ့အခုလက်ရှိမှာဒါကိုဗစ်ရဲ့အောက်မှာဒါမဆိုးလာတဲ့ခြေစွမ်းတစ်ခုမြင်ရပါမယ် ဲ့4-0ကိုပြန်လာနိုင်ဖို့အတွက်ကကျွန်တော်တို့သိမ့်မထင်မဖြစ်နိုင်ဘူးမပြောဘူးကျွန်တော်တို့ဘောမှာဒါမမေ့ရ PSG နဲ့ Manchester United ပွဲစဉ်ကလေးကျွန်တော်မဖြစ်နိုင်ဘူးတစ်ခေါက်ပြောကြည့်ကြတယ်အဲ့ကလေးကတော့တော်တော်လေးမှာအဲ့တော့အခုလက်ရှိမှာဘဲပွဲမဆုံမဖြစ်နိုင်ဘူးဆိုတော့ကျွန်တော်တော့ပြောနောက်ဆုံးပြခုနပြောဆိုပြ9-6 9-6လောက်ဖြစ်ထားမယ်ဆိုတော့ဒါတမျိုးပေါ့နော်အဲ့တော့4-0ဆိုတဲ့ရလက်ကပြန်ပြောင်းလို့ရတဲ့ရလက်တစ်ခုပဲမဲ့လက်ရှိ Barcelona သွားနေတဲ့ခြေစွမ်းရဆိုတော့တော်တော်လေးကိုပြန်ပြောင်းလဲမှုခတ်မဲ့ကျွန်တော်တို့ဒါအခြေအနေတစ်ခုလို့ကျွန်တော်ရဲ့ပုံကူကြီးကကျွန်တော်ရဲ့ vision မှာကျွန်တော်ကတော့မြင်မိတဲ့ပွဲစဉ်တစ်ပွဲလို့ပြောပြစီ တဖက်ကတော့ကျွန်တော်တို့ဘာဆိုနာတင်နေပြန်ကြည့်မယ်ဆိုရင်ဒါလုံးဝကိုလက်ရှိမှာအမြင့်ဆုံးအနေထားကိုရောက်နေတဲ့အသစ်တသင်း highest performance ကိုဖြစ်နေအဲ့တော့တစ်ဖက်ကကြည့်မယ်ဆိုဘာဆိုနာတင်တဲ့ခုလက်ရှိမှာဒီနေ့ပွဲစမှာဒါလူတော်ချန်ပြီးတော့ကစားသွားမလားလို့တော့ကျွန်တော်အနေနဲ့မြင်မိတယ်ဘာလို့ခုနကဒီနေ့ပွဲစမှာဒါလုံးဝ farmin lopez တို့ဒါကျွန်တော်လမင်းရမဲတို့ကို minute အပြည့်အောင်တို့ပေးသွားမလားဒါခုန hansi flick နဲ့ဒီနေ့ပွဲစမှာဘယ်လိုမျိုးဆော့သွားမလဲအဲ့တော့ကျွန်တော်ဒီဘာဆိုနာတင်ကိုပြန်ကြည့်ပြီးတော့လေအမှန်တမ်းပြောတာအားအားကြတာပေါ့နော်ဘာလို့ခုနကပေါ်ဆိုပဲလက်ရှိမှာ အသင်းကိုကဲတင်မဲ့လူကအသင်းရဲ့အရန်ချစ်တဲ့ chart တွေဖြစ်နေအခုလို့လာကျွန်တော်ပြောတယ်ကြီးစားတွေနာမည်ကြီးတဲ့ခင်မှာ ကြီးစားတွေအရန်ဟိုတိုင်ပတ်နေတဲ့ခင်မှာအသင်းကိုကူညီပေးခြင်းနဲ့ကစားသမားတွေနဲ့တွေ့အင်မတန်မှ that's a beauty of it ပေါ့နော်ဒါကြီးကလုံးဝဟိုအရန်ချစ်ဖို့ကောင်းတဲ့အရာတစ်ခုလို့ကျွန်တော်ရဲ့ပုံကူရေးရမှာကျွန်တော်မြင်မိတယ်ဟုတ်သော အသက်ခုလက်ရှိမှာကျွန်တော်အိမ်ဆံပြောအောင်လက်ရှိမှာဒါခုနကပြော Instagram မှာတက်ပြီးကျွန်တော်ကတောင်းပန်ပါတယ်ကျွန်တော်တို့ကလုပ်ပြမယ်ဆိုရင်အသင်းကိုချစ်လို့ကျွန်တော်တို့ဘလူးကူညီမလဲခုနကပြောလက်မေးရမယ်ဆိုတာတကယ်အသင်းကိုချစ်လွန်းလို့ဗျာအရင်ကတည်းကလာမာစီယာရဲ့ product Lionel Messi ကိုတိုင်းဒါကျွန်တော်ရေချိုးပေးခဲ့တဲ့ကစားသမားလေးခုနကပြောဆိုဒီနေရာမှာတချို့ကစားသမားဆိုလက်ရှိမှတ်မဲ့ရ Lewandowski ဆိုရင်ဒါကျွန်တော်အခုလက်ရှိအချိန်မှာဒါကျွန်တော်တို့အဲ Barcelona အသင်းကိုပြောင်းချင်လို့လို့ကိုတော်မှာဒါကျွန်တော်တို့ဘလူးမျိုးတွေလုတ်ခဲ့တယ်ဆိုတော့တည်ကြလို့အဲ့တော့ပြောချင်တာကဒီ Barcelona အသင်းရဲ့၁၁ယောက်လုံးဘာလို့အောင်မင်းလဲဆိုဒီ၁၁ယောက်လုံးကဒီ Athletic ကြီးနဲ့ဒီကွင်းထဲမှာရှိကျင်တဲ့လူတွေဖြစ်တယ်။အဲ့ဒါက personally ရပြောရမယ်ဆိုရင်တော့လုံးဝတန်ဖိုးမဖြတ်နိုင်တဲ့အရာတစ်ခုပဲ။အဲ့ဒါ100%အရာဒါကျွန်တော်လုံးဝတန်ဖိုးမဖြတ်နိုင်တဲ့အရာတစ်ခုပဲ။အခုလိုအချိန်မှာကျွန်တော်အသင်စီမှာကျွန်တော်လိုချင်တယ် channel သင်ပရိသတ်တွေမှာ channel သင်ပရိသတ်တွေမှာဒါလိုချင်တယ်။အခုလိုဒါကြီးစားကြီးခင်ဒီမှာအသင်းလေးတောင်းမယ်ဆိုတဲ့သတင်းလေးထွက်တဲ့အချိန်မှာဒီလိုမျိုးဒီကွင်းထဲမှာ၁၁ယောက်လုံးကဒီအသင်းအတွက်ဒီအသင်းရဲ့ဒါ အင်ဂျီအတွက်ရှိပေးနေစီခြင်းတဲ့အချိန်မှာဒီအသင်းကခင်ဗျရွှေထက်တံမှုရှိတယ်။အဲ့ဒါကိုကျွန်တော်အင်မတန်မှ NV ဖြစ်တဲ့အရန်အားကြတယ်ခင်ဗျ။တကယ်ဖျားစုအရန်အားကြတယ်အဲ့ဒါကိုဟုတ်တော့ဒါပတ်စံနဲ့ပြီးပြီးဝယ်လို့မရအောင်အခုလက်ရှိမှာ farming lobes လမင်းရမယ်ပက်ဒရီကူဘာစီเนาะကျွန်တော်ခုနပြောလို့ပဲဒါဟိုဒီကစားသမားတွေခင်ဗျမေးကြည့် where would you be ခုနပြောလို့ပဲလမင်းရမယ် interview မှာအမြဲတမ်းပြော I would be in Barcelona rather than anywhere ူကဟိုနကဘာဆူနာတကလွင်ဘယ်နေမှာလုံးဝလုံးဝမရှိကြဘူးအသေးရဲ့ချစ်တဲ့စိတ်ဆိုတာမွေးမြူလို့မရအသေးရဲ့ချစ်တဲ့စိတ်ဆိုတာဒါသူ့ဘာသူဖြစ်ပေါ်လာတယ်အဲ့တော့ပြောချင်တာတစ်ဖက်ကခုနပြောသူပဲတစ်ဖက်ကကြီးစားတွေစော်တဲ့အချိန်မှာအခုလက်ရှိမှာဒါအာဒီယာမီဆိုရင်အသင်းကထွက်ကျင်တယ်ဒါဘက်ဂစ်ဒန်ဆိုရင်လာမေးရသည်ဘာအသင်းကထွက်ပို့တယ်ထွက်ခွင့်တောင်းထားတယ်ဒီလိုမျိုးဖြစ်နေတဲ့၁၁ရက်အောက်တဲမှာဒါခုန၉ရက်လောက်နဲ့တစ်ဖက်ကခုနပြောသူပဲဘာဆူနာအင်ဂျီဝယ်ပြီးတော့ဘာဆူနာကျောနံဘက်ကိုဟိုဘာဘာဆူနာရဲ့ရင်ဘက်တစ်စိတ်ကိုရင်ဘွက်ပေါ်မှာတင်ထားတဲ့ကစားသမားရင်းနဲ့ခမရအဲ့ပွဲတစ်ဘက်လောက်ကနိုင်သွားပြီ ိုးကျွန်တော်လက်ရှိမှာအဲ့ဒီစကလုံးကိုမကြိုက်ပါနဲ့ခါကြရင်ပေါ့နော်ခုနကစိတ်တက်ကအများကြီးအများကြီးတတော်တနေရာမှာအင်မတန်မှ highlight မှာရေးပါတယ်အဲ့ဒါကြီးကခင်ဗျဘာနဲ့မှအစားထူးလို့မရဘူး100%လုံးဝအစားထူးလို့မရအဲ့ဒါကြီးကဒါပေမဲ့အဲ့ဒါကိုဘယ်လိုပြန်လုပ်မလဲအဲ့ဒီမှာဒါခုနကဘာစနာတင်းနေခုလက်ရှိဒီနေ့ဘိုရီရှာတော်မွန်နဲ့ပွဲစမှာ4-0ဆိုရရလက်ကြီးကအင်မတန်မှဒါ next level ဖြစ်သွားပြီ ဲ့တော့ဒီနေ့ပွဲစမှာကျွန်တော်ကဝေးခွင့်မှာတော့မှဘာဆိုနေတဲ့အထပ်ပြီးတော့မှဂိုးသွင်းအောင်မလားဆိုကျွန်တော်ရဲ့ပုဂ္ဂိုလ်ရေးရမှာကျွန်တော်တွေ့မိတယ်။နိုင်အောင်မလားလို့လည်းကျွန်တော်အနေနဲ့ကျွန်တော်တွေ့မိရတယ်မှာပါတယ်။ကျွန်တော်နိုင်အောင်မယ်လို့ကျွန်တော်အနေနဲ့ထင်မိရတယ်မှာပါတယ်။အဲ့ဒါတော့ပဲခုနကတဖက်ကတော့ကျွန်တော် PSG နဲ့ဒါကျွန်တော် Aston Villa ပွဲလေးကိုရွှေ့သွားမယ်အဲ့တော့ Barcelona အသင်းကကျွန်တော်အမြင်အရပြောမှာဆိုတော့ဒီပွဲကိုနိုင်ပြီးနောက်တစ်ဆက်ကိုတက်သွားမယ်လို့ကျွန်တော်အနေနဲ့ပုံကူကြီးကမြင်မိတယ်အဲ့တော့လက်ရှိမှာ Unai Emery ရဲ့ Aston Villa အသင်းနဲ့ Paris Saint-Germain နဲ့ ်ပီအက်ဂျီသင်းတယ်ဒီနှစ်မှာကျွန်တော်အမှားပါစနေရလီယိုနယ်မက်ဆီကျွန်တော်အရန်ကြိုက်တဲ့ကစားသမားရှိခဲ့တဲ့အချိန်နဲ့ရှိရတယ်။ဒါပေမဲ့ပီအက်ဂျီကိုဒီချိန်ရင်ထဲရောက်ဆုံးမယ်။ဒါကျွန်တော်တို့ဒီစကားပြောရင်ကျွန်တော်စိတ်တမှုတဲ့အဲတော့ကျွန်တော် PhD ဒီချိန်ရင်းနေရအောင်ဆိုတော့ဘာလို့ဒီအသေးစုအဖွဲ့ကငါကောင်းတယ်မင်းကောင်းတယ်ဆိုတာတက်ဆိုင်တသိန်းလုံးကောင်းတယ်ကျွန်တော်ကတော့ကျွန်တော်အရင်တော့ဒါ PhD အသင်းကိုကျွန်တော်ဒီနေ့အစမှာကျွန်တော်လုံးဝမကြည့်ဖြစ်ဘောဆိုကျွန်တော်အထင်မကြီးဘူးအမှန်တရား PhD ဆိုရင်ကျွန်တော်လက်တော့အထင်မကြီးဒါပေမဲ့အခုမှရန်အထင်ကြီးတယ် အသစ်တသင်းရဲ့ individual ကစားသမားတစ်ယောက်ချင်းစီတိုင်းကောင်းနေတာထက်ဆိုင်အသင်းလိုက်ဘယ်လိုလုပ်မလဲ desire do we are right wing and you left wing when i shift to my cavasa gavilia ဒါကျွန်တော် left right wing auto shift လုပ်ပေးတယ်မာနနေမရှိဘူးခုလက်ရှိမှာ penalty camera ဆိုရင်ဘယ်သူကံရမလဲဆိုတော့ဥစားအကုန်ဆုံးဖြတ်သားပြီးသား တဖက်ကတော့ Aston Villa အသင်းကိုလည်းကျွန်တော်ဒီနေရာမှာ D T တက်လာနိုင်ခဲ့တာကို Unai Emery ကိုချီးကျူးတယ်။တစ်ချိန်တခါ Steven Gerrard နဲ့ Tansin Mlu ဖြစ်နေတဲ့အသင်းသတင်းကနေအခုလက်ရှိမှာဒါ PSG လိုအသင်းမျိုးကိုဒီလိုမျိုးတွေ့နေတဲ့အချိန် Quarter Final မှာပတ်စံဒီတည့်ယူနေတဲ့အသင်းသတင်းဖြစ်အောင် Transformation လုပ်ထားတဲ့ Unai Emery ကိုလည်းချီးကျူးတယ်။အခုလက်ရှိကျွန်တော်လွန်ခဲ့တဲ့ Tansin ကနေ Aston Villa အသင်းရဲ့ပြည်သက်တွေတွေ့ပြီးမင်းတို့အသင်းမှာ Rashford လိုကောင်းမျိုးလာကစားနိုင်မယ် SNCO လိုကောင်းမျိုးလာကစားနိုင်မယ်ပြောခမောက်ဆောက်ဘောလိုအကုန်လုံးဝိုင်းပြောပါ။အဲ့ဒါက change ပဲ။ လောကကြီးမှာ change ကိုလက်မခံနိုင်ဘူးလို့ change ကမျက်နှာမျက်စိရှိမှနေဖြစ်ဖြစ်သွားအရန်ကျန်းလို့လူတော်တော်များလက်မခံနိုင်အဲ့ဒါကအကောင်းဆုံး change ပဲသိလားကျွန်တော်ဘရအဲ့ဒီ change ကကဘာပေါ်မှာတန်ဖိုးအရှိဆုံး change ရှိတဲ့တစ်ခုပဲအဲ့ဒီ change ကို Aston Villa အသင်းမှာကျွန်တော်မြင်ရတယ်အသင်းကြီးအသင်းငယ်ဆိုတာတဲ့အဲ့ဒီပြောင်းလဲခြင်းစိတ်ပြောင်းလဲနိုင်စွမ်းကအသင်းတစ်သက်မှာရှိရဆိုအဲ့ဒီအသင်းကအောင်မြင်မှုအတွက်90%ခန့်တော့ဝက်တည်ပဲ ော့ PG သင်းမှာဒါမျိုးอ่ะရှိနေပြန်အဲ့တော့ဒီနေရာမှာ quality กว่าသွားတာခုနကပြောတယ် PG သင်းနေတဲ့ဒီနေရာမှာသူတို့ရဲ့လူငယ်တွေတိုးတက်အားလက်ရှိမှာနီးပြ level က Louis Enrique က United Emirates တဆင့်မြင့်တယ်လို့ကျွန်တော်ကတော့ခန်းစားမိရတယ်မှာပါတယ်အဲ့ဒီဥစ္စာလည်းအများကြီးစကားပြောသွားတယ်လို့ကျွန်တော်ရဲ့တဦးတယောက်ရဲ့အမြင်မှာအများကြီးအများကြီးတွေးမိရတယ်မှာပါတယ်ဘောနော်အဲ့တော့ပြောချင်တာကလက်ရှိအနေအထားတွေလက်ရှိ scenario တွေအရာ ကျွန်တော်ဒီအခြေအနေအရာပြောရမယ်ဆိုရင်တော့ဒီနေ့ပွဲစဉ်ကဒါကျွန်တော်တို့ Aston Villa တင်းနဲ့ပြန်လာနိုင်မှုတော့ကျွန်တော်နည်းခက်ခဲမယ်လို့မြင်တယ်။တစ်ဖက်ကဒါကျွန်တော် PSG တင်းနဲ့လက်ရှိမှာဒါနောက်ပိုင်းမှာပေါ့နော် PSG တင်းကတိုက်စစ်တယ်မုံပင်နဲ့ခံစစ်ပိုင်းမှာပါတော်တော်ကြီးကို solid ဖြစ်လာတဲ့အသင်းသင်းတွေနဲ့ခင်ဗျားတို့မြင်ရမယ်တွေ့ရမယ်အလုပ်ဖြစ်လာရမယ်လို့ကျွန်တော်အနေနဲ့ပုံကူကြီးရမြင်တယ်။အဲ PSG တင်းနဲ့လက်ရှိမှာခုနပြောဒီဒီနေ့ရဲ့ PSG ကျွန်တော်ကြိုက်ဆုံးပဲဗျာ။အရင်တော့နေမာကာဗာနီခက်က PSG အောင်သဘောကျတဲ့ဆက်လောက်ပဲကြည့်လက်ရှိမှာဒီ PSG ကိုကျွန်တော်ကြိုက်ဆုံးမယ်။ ။ဘာလို့ဆိုဖလေရန်ပြည်တယ်။နီးပြကိုတိုင်ကဒါကျွန်တော်အသင်းကိုတိုက်တစ်တို့ဘာလို့နဲ့ချုပ်တီးထားရဲဆိုတော့ဒီအသင်းကဘလောက်ထိလုတ်ပြနိုင်လဲဆိုတာကိုပြေးလုတ်ထားတယ်။တစားရာဒိုးဝေးဘလိုမျိုးဖလစ်တွေလုပ်မယ်။ဂဗီချာဂဗာလီကလူတိုးရောက်ကိုသူကြော်ပြရင်ကြော်ပြမယ်။ that's this what we want ဗျာဒီလားအားနေ tactic ကိုဘယ်လိုမျိုးကျွန်တော် chess အဲ့ဒါကြီးကြည့်စမှာကျွန်တော် chess lemming က chess ဆိုးရသွားကြည့်မှာပါဒီဘောလုံးမဲကြည့်မလားကျွန်တော် flare ကြီးကိုကြည့်ချင်လို့ဘောလုံးမဲကြည့်တာလေးသိလား ြောချင်တာအဲ့ဒါကိုဖွင့်ချင်တာအဲ့လောက်ပဲအဲ့တော့ကျွန်တော်ဒီပွဲပွဲကြုံ30ချက်ကိုဒီနားမှာနားချင်တယ်အဲ့တော့ဒီနေ့မှာကျွန်တော်ထင်တာကဘရစ်ရှာတော့ဆိုတော့ကျွန်တော်ဘာဆူနာအသင်းနဲ့ PSG လိုနောက်တစ်ဆင့်တက်မယ်လို့ကျွန်တော်တို့ထင်တယ်ကျွန်တော်မှောက်မှောက်မှားနိုင်တယ်မှားဖို့လေကျွန်တော်မှားရင်လေကျွန်တော်ဂျင်းတ်ဖို့ရှိတယ်လောက်ပဲဘာလို့ကမ်ဘက်ဆိုပြီးဖြစ်ရင်ကိုရီကြီးကတန်းတယ်လောက်ပဲဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0ဆိုနဲ့ဒီ for you တို့မှာဂျင်းလူစံပေါအောင်ကုညီလို့ရပါတယ်မြန်မာလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့ဟုတ်မြန်မာကလစ်မှာမြန်မာနိုင်မှာဖြစ်ပါတယ်အောက်ကကွန်မန့်တွေမှာလည်း Youth Sport Media 3.0နဲ့ DB4U တို့မှာဂျင်းလူစံပေါအောင်ကုညီလို့ရပါတယ်။မြန်မြန်လေးလည်းကလစ်ဖို့မမေ့ ကြပါနဲ့မြန်မြန်ကလစ်မှာမြန်မြန်နံဖြစ်ပါတယ်ကျွန်တော်တို့နောက်မှအေးစစ်စစ်တွေ့ကြတာပေါ့အားလုံးကြိုးတူပါတယ်နောက်မှကျွန်တော်တွေ့ကြတာပေါ့ဒီဖော်ရအမေရိကန်ကလစ်ပြကြအောင်မြန်မြန်ကလစ်မှာမြန်မြန်နံဖြစ်ပါတယ်